ဟိဝင်ရန်ကသူမကိုမင်္ဂလာပွဲမဖိတ်တဲ့အပေါ်စကားတခုပြောလိုက်တဲ့အဝိုင်းစုခိုင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆက်လင်းစင်တာ page ကနေပြလေးကြိုဆိုလိုက်ပါတယ်ဒီအပိုင်းဆိုရှယ်မီဒီယာကိုလွှမ်းမိုးထားတဲ့သတင်းကတော့ငယ်စဉ်ဆုံးတွင်မင်းသားဟိဝင်ရန်နဲ့မင်းသမီးဆိုဖီးသင်စင်တို့ရဲ့မင်္ဂလာပွဲအခမ်းအနားကြီးဖြစ်ပါတယ်ရွှေရီပရမောင်းရီတိန်တောင်းချီတန်းနဲ့လက်ဖွဲ့ရီအကြောင်းအနုပညာလောကရဲ့ထိတ်တန်းကျယ်ဝင်းတွေအကုန်လုံးနှီးပါစုံကြီးစွာတက်ရောက်ခဲ့ကြတဲ့အကြောင်းဒီခန္ဓာမှုတွေကပြောမဆုံးပါတော့တော်သုံးတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ပြည်သက်တွေရဲ့စိတ်ဝင်စားမှုကဘယ်သူတွေလာတယ်လဲဆိုတာမှရက်မသွားပါဘူး။ဘယ်သူတွေတမင်တကာခြံလက်ခံခဲ့ရလဲဆိုတဲ့အပေါ်မှာပို့ပြီးတော့အာယုံဆိုင်နေရပါ ဟုတ်ပါရဲ့နှုတ်ပညာရှင်တွေဒီလောက်ဆုံဆုံညီညီတက်ရောက်ခဲ့ကြတဲ့ပွဲမှာတင်းတင်းရှားရှားပျောက်ဆုံးနေခဲ့သူပိုတိတိကြကြပြောရရင်သတို့သားဟင်းဝီရဲ့မိသားစုဘက်ကတမင်တကာဖိတ်ကြားခြင်းမပြုဘဲခြံထားခဲ့တဲ့ထိတ်တဲနှုတ်ပညာရှင်တယောက်ရှိနေပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။အဆိုတော်မင်းသမီးကျော်ဝိုင်းစုခိုင်သိမ်းပဲဖြစ်ပါတယ်။တကယ်တော့ဒီအဖြေကိုနှုတ်ပညာလောကကအကြောင်းနည်းနည်းပါပါသိတဲ့သူတိုင်းပြိသက်အဟောင်းတိုင်းကသိပြီးသားပါ။ဒါကတခြားကြောင့်မဟုတ်ဘဲဟင်းဝီရဲ့ဝိုင်းစုခိုင်သိမ်းတို့ရဲ့အတိတ်ကအရာဇဝင်ကြီးကြောင့်ပါ။ တချိန်တခါတော့ကဟေးဝရင်နဲ့ဝိုင်းစုကိုင်းတဲ့ဟာပြိသက်အားကြရတဲ့အရန်ချစ်ကြိုက်ခဲ့ကြတဲ့ထိတ်တန်းဆုံးတွေတွေဖြစ်ပါတယ်။သူတို့ရဲ့အချစ်ဇလန်းကဘလောက်တောင်အရှိန်ပြင်းခဲ့တယ်လဲဆိုရင်နှစ်ယောက်သားခိုးပြေးတဲ့အဆင့်ထိရောက်ရှိခဲ့ဘူးလားဆိုတာအလုံးမဲမှတ်မိကြမှာပါ။ဒါပေမဲ့အဲ့ဒီခိုးပြေးတဲ့ဇလန်းကပျော်ရွှင်စွာပေါင်းဖက်ခြင်းနဲ့အဆုံးမတက်ခဲ့တာပါ။ဟေးဝရင်ရဲ့မိဘတွေဘက်ကဒီအဖြစ်အပျက်ကိုလုံးဝလက်မခံနိုင်မိသူတို့နှစ်ယောက်ကိုအတင်းအကျပ်ပြန်လဲခေါ်ယူပြီးတော့ခွဲခိုင်းခဲ့ကြပါတယ်ဒီနေရာမှာပဲသူတို့ရဲ့ဇလန်ဟာအဆုံးသတ်သွားခဲ့ရပါတယ် အမျိုးသားတယောက်ဖြစ်တဲ့ဟင်းဝင်းရဲ့အတွက်ကတော့ဒီကိစ္စဟာတိတ်မကြခင်မှာပဲမေးမိန်သွားခဲ့ပေမယ့်မိန်းကလေးတယောက်ဖြစ်တဲ့ဝမ်စုခိုင်သိန်းကတော့အဲ့ဒီခေတ်ရဲ့ဆိုရှယ်မီဒီယာတိုက်ခိုက်မှုတွေခိုးပြည့်ရဲ့ဆိုတဲ့စကလုံးရဲ့နမိတ်ပုံနဲ့ဝိုင်းဝန်းဝေဖန်မှုတွေကြားမှာအရှက်နေကုန်တိတ်ကအကြီးအကျယ်ရှားစင်ခဲ့ရပါတယ်။သူမကဒီအချစ်တန်ရာကိုရောလူမှုရေးတိုက်ခိုက်မှုတွေကိုပါတယောက်တည်းရင်ဆိုင်ခဲ့ရပါ ဒီလိုမျိုးရာဇဝင်တွေရှိခဲ့တဲ့အတွက်ဟင်းဝင်ရံမိပါတဲ့အနေနဲ့မိမိတို့ရဲ့သားမင်္ဂလာပွဲကိုတချိန်ကသားနဲ့ခိုးပြီးခဲ့မှုတဲ့ချစ်သူဟောင်းကိုဖိတ်ကြားဖို့ဆိုတာဘလို့နည်းနည်းမှဖြစ်နိုင်ခြင်းမရှိတဲ့ကိစ္စတစ်ခုပါ။ဒါကမေ့သွားတာမဟုတ်ပဲတမင်တကာမဖိတ်တာဆိုတာသိတာထင်ရှားပါရဲ့အချိန်ဒီအလုံးကဒီလိုဖြစ်နေချိန်မှာလူတွေအလုံးကဝိုင်းစုခိုင်တဲ့ဘယ်လိုတုံ့ပြန်မလဲသူမဘာပြောမလဲဆိုတာကိုစောင့်ကြည့်နေခဲ့ကြပါရဲ့ အခုနောက်ဆုံးမှာတော့ဝိုင်းစုခိုင်တဲ့ဘက်ကတုံ့ပြန်မှုတွေထွက်လာပါပြီ။ဒါပေမဲ့ဒါဟာဒေါသပောက်ခွဲတာမျိုး၊ဝိုင်းနေပြတာမျိုးဒါမှမဟုတ်တွေဝဲပြီးတော့ခနေတဲ့ post မျိုးတင်တာမဟုတ်ပါဘူး။တကယ်ကိုအထာကြကြတန်ဖိုးရှိရှိတုံ့ပြန်လိုက်ပါတယ်။သူမရဲ့ပြောစကားအနစ်ချုပ်ကသူမကိုမင်္ဂလာဝဲဖိတ်တာတွေမဖိတ်တာတွေလုံးဝစိတ်မဝင်စားဘူးလို့ဆိုပါတယ်။အဓိကချက်ကဒါပါ။ ကို့ဘော်မကောင်းခဲ့တဲ့ယောက်ျားတစ်ယောက်ကိုသူမရဲ့အုံနောက်ထဲမှာတွေးနေကြလုံးဝမရှိဘူးလို့ဆိုပါရယ်အခုချိန်မှာကို့ဘဝကိုအကောင်းဆုံးဖြစ်အောင်အတောက်ပဆုံးဖြစ်အောင်နေထိုင်ပြီးတော့ကို့ကိုအမြဲတမ်းချစ်တဲ့မိဘကိုလှုပ်ကြွေးဖို့ပဲစဉ်းစားထားတယ်လို့ပြည့်ပြည့်စုံစုံပြောကြားခဲ့ရပါ ဒါကနင်တို့ငါ့ကိုမဖိတ်လေငါမလာချင်ပါဘူးဆိုတဲ့တာမန်တုံ့ပြန်မှုမျိုးမဟုတ်ပါဘူး။ဒါကနင်တို့မင်္ဂလာပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေရလောက်အောင်ငါအားမနေဘူး။နင်တို့ထက်အရေးကြီးတဲ့ပူတံဘူးရှိတဲ့အလုပ်တွေကိုဘဝကိုတောက်ပအောင်နေပြီးမိဘကိုလှုပ်ကြွေးဖို့ငါမှအများကြီးရှိတယ်ဆိုတဲ့တံဘိုးနဲ့ပြန်လဲခြေပါလိုက်တာပါ။တစ်ချိန်ကအဆက်ခွဲခံခဲ့ရတဲ့နေရာကနေအခုလိုဂုံတိတ်ခါရှိရှိအထာကြကြတုံ့ပြန်နိုင်ခဲ့တယ်။ဝိုင်းစုခံတဲ့ရဲ့ရင်ကျက်မှုအပေါ်မှာပြိတ္တကြီးလိုရောဘလို့ထင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးခဲ့ ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်